reflection of yourself ရောင်ပြန်အဟောင်းတွေကိုစွတ်ပြီးအသစ်တွေ ပြန်အစားထိုးရတဲ့နေ့တစ်နေ့ပါပဲ2018ခုနှစ်ကလေးကတိုင်ခဲ့တဲ့ကျမရဲ့ဖုန်းကလေးကို အခု6နှစ်နီးပါးရှိလာပြီဖြစ်တဲ့အချိန်မှာ ဖုန်းအသစ်လေးတစ်ခုနဲ့အစားထိုးလိုက်ပါတယ်9နှစ်ကျော်6နှစ်ဆိုတဲ့အချိန်ကလည်းတကယ်တော့မနည်းလာပါဘူးဒီဖုန်းလေးဟာကျမနဲ့အင်္ဂလန် စကော့တလန်အစရှိတဲ့နိုင်ငံကြီးတွေအထိလိုက်ပါလာခဲ့ဖူးပါတယ်။တပ်ပုံလလလေးတွေ ရိုက်ဖြစ်ခဲ့တယ်။နောက်တစ်ခုကလည်းဖုန်းထဲမှာ mobile banking တွေပါတဲ့အတွက်ကြောင့်ပတ်စံတွေလည်းအပေးအယူတွေလုပ်နိုင်ခဲ့တယ်။ဆက်သွယ်ရေးအတွက်လည်းအဆင်ပြေခဲ့တယ်။ရုပ်ရှင်လက်မှတ်ဝယ်တာကအစားဒီဖုန်းလေးကိုသုံးခဲ့တယ်။ဒီဖုန်းထဲမှာကျမစာတွေရေးခဲ့တယ်။အသံတွေအများကြီးတွင်ခဲ့တယ်။တရားတွေနာခဲ့တယ်။ အလုပ်တွေအများကြီးလုပ်ခဲ့တယ်သူကိုကျေးဇူးတင်စရာကြီးပါပဲကျမရဲ့လက်ထဲမှာတကားမှ error ဖြစ်တယ်ဆိုတာမရှိခဲ့ဘူးဘယ်တော့ကမှဖုန်းပြင်ဆိုင်ကိုမသွားခဲ့ရဘူးဘာဒုက္ခမှမပြီးခဲ့ဘူးကျမအတော်တန်ရောစဉ်ရှိပါတယ်ဒါနဲ့ပဲသူလေးကိုအငိမ့်စာပေးလိုက်တော့မယ်လို့စဉ်းစားပြီးမယ် ကျမအိမ်ကအလုပ်လုပ်ပေးတဲ့အမျိုးသမီးကလေးကလည်းဖုန်းလေးတစ်လုံးလိုအပ်နေတယ်။ဒါနဲ့ပဲလိုအပ်တဲ့သူကိုပေးလိုက်ပါတော့မယ်လို့အဆုံးဖြတ်လိုက်ပါတယ်။တကယ်တမ်းမှာဒီဖုန်းလေးကိုအစ်စ်လဲချင်တာတော့လည်းမဟုတ်ပါဘူး။တုံးလို့လေရနေသေးတယ်။ဒါပေမဲ့နိုင်ငံခြားထွက်တဲ့အခါမှာသူ့မှာပါတဲ့ network က update မဖြစ်တော့တာမို့နောက်ပိုင်းပြပထွက်ရင်တုံးတဲ့အခါအခက်ကြုံမှာစိုးတာနဲ့အစ်စ်လဲဖို့ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပဲကျမဖုန်းလေးကိုကျေးဇူးတင်ကြောင်းပြောရင်ပိုက်ရှင်အတက်လက်ထဲကိုထည့်ပေးလိုက်ပါတယ်။ကျမမာလိုက်ပါသေးတယ်။ဒီဖုန်းလေးကိုတတိချာချာအသုံးပြုဖို့နဲ့ဒီဖုန်းလေးမှာအမတ်တရားတွေအများကြီးရှိတယ်။ဘာမှဒုက္ခမပေးဘဲလက်ကောင်တဲ့ဖုန်းလေးဖြစ်တယ်လို့ကျမသူ့ကိုပြောခဲ့ပါတယ်။ဒီဖုန်းလေးကိုအကြောင်းပြုပြီးကျမကင်ခဲ့ဖူးတဲ့အရင်တုန်းကဖုန်းလေးတွေအကြောင်းလဲစဉ်းစားမိတယ် ကျမတို့ဖုန်းတွေစာရရချင်းနှစ်အပိုင်းခြားတွေမှာ ကျမကင်ခဲ့ဖူးတဲ့ကျမတုံခဲ့ဖူးတဲ့ဖုန်းဟန်ဆက်တွေရှိပါတယ်အတော်ပြည့်တာပါပဲတော်ကြာကြကွဲပြန်ပြီးတော်ကြာဘက်ထရီကပူလာပြန်ပြီးတော်ကြာအတန်ကမထွက်တော့ပြန်ဘူးတော်ကြာစခရင်ကမပွင့်ပြန်ဘူးတော်ကြာဆိုင်သွားရပြန်ပြီးအဆရှိသဖြင့်အတော်ကိုဒုက္ခပေးတဲ့ဖုန်းတွေလည်းကြုံခဲ့ရဖူးပါတယ်။နောက်ခဏခဏပြက်တာတစ်ခုကတော့ ဈီးနေတဲ့ကားပဲဖြစ်ပါတယ်။တော်ကြာလမ်းမှာမောင်းရင်ထိုရက်သွားပြန်ပြီးမိပွိုင်းမှာဆက်နိုးလို့မရလို့စင်တွန်းရပြန်ပြီးဘာမှပြည့်စရာမရှိရင်ဘိန်းကတော့အ ਨੇ ဆုံးပေါက်နေလိုက်ရမှာဆိုတာမျိုးဖြစ်နေပါပြီ။ဒီလိုပြက်ပုံပြက်နည်းမျိုးစုံနဲ့ဒုက္ခပေးနေခဲ့ဖူးတဲ့ပြည့်စည်ကြိယာတွေကို ကျွန်မကြုံတွေ့ခဲ့ရဖူးပါတယ်။ ကွန်ပျူတာလည်းအင်မတန်ပြည့်ပါတယ်။မကြာခဏဆိုင်ပို့ရပါတယ်။ TV တွေအောက်ဆက်တွေလည်းဒီလိုပါပဲ။ကျမစဉ်းစားမိပါတယ်။ဒီချိန်တုန်းက ကျမဟာအစိတ်တင်နေတဲ့ toxic relationship ထဲမှာရောက်ရှိနေပါတယ်။ကျမဘဝမှာအမားပေါင်းများစွာနဲ့ negative energy တွေအလွန်များနေပါတယ်။ဒါကြောင့်မို့လို့ကျမနဲ့အတူတွဲပြီးရှိနေတဲ့ပစ္စည်းတွေဟာ အမျိုးစုံဒုက္ခပေးတယ် အဆင်မပြေဖြစ်နေတယ်လို့တွေးမိလိုက်တာပါ။ Crash Braden ပြောတဲ့ Quantum Physics သဘောတရားမှာအိတ်အိမ်ကပူနေရင်ဆက်တွေပြတ်တက်တယ်ဆိုတဲ့အကြောင်းကချက်ချင်းကောင်းတဲ့ကိုဒိန်ခနေရောက်လာပါတော့တယ်။စัจ java လာရဲ့သဘောတရားအရာသက်ရှိသက်မှတ်ပစ္စည်းမှန်သမျှဟာတုံခါမှုချိန်နှုန်းဆိုတဲ့ vibrational frequency တွေရှိကြပါတယ်။ဒါဆိုရင်သူတို့မှလည်း energy ဆိုတဲ့ဇွဲအင်ရှိနေတာပဲဖြစ်ပါတယ်။ သက်ရှိသက်မဲ့တွေမှာရှိတဲ့တန်လိုက်လက်စစ်တန်လိုက်လိုင်းတွေဟာလည်းအချင်းချင်းကူးလူဆက်သွယ်နေမိတတ်ကြပါတယ်။ကိုယ့်ရဲ့ energy ဟာကိုယ်သုံးနေတဲ့အရာဝတ္ထုပစ္စည်းတွေကိုယ်နဲ့ဆက်ဆက်နေတဲ့ပတ်ဝန်းကျင်တွေလူပုဂ္ဂိုလ်တွေပေါ်မှာလည်းဖြန့်ကျက်လွယ်မှုမှုရှိပါတယ်။မိမိကိုယ်တိုင်က soul embodiment မရှိဘဝမှာကျေးဇူးတရားမြတ်တာတရားကြည်လင်သက်ရှင်သောစိတ်အစဉ်နဲ့ positive energy circle အတွင်းမှာရှိနေတဲ့အခါမိမိနဲ့ချိတ်ဆက်နေတဲ့လူတွေအရာဝတ္ထုတွေကလည်းမိမိရဲ့ပုံစံအတိုင်းဆွဲငင်ယူနေတတ်လိရှိကြပါတယ်။ဆရာမတစ်ယောက်ကပြောပါတယ်။သူနှစ်ပေါင်းများစွာဝတ်ခဲ့တဲ့အင်ဂျီလေးတွေဟာအရာလုံးဝမကျပဲအိမ်က အလုတ်သမားကိုပေးလိုက်ပြီး6လလောက်ကြာတယ်ဆိုရင်ပဲအရာအစင်းကစပြီးစုပ်ပြတ်သက်သွားတယ်ဆိုတဲ့အကြောင်းလေးပြောပြပါရစေ။ ဒါကလည်းလူနဲ့အရာဝတ္ထုပစ္စည်းတွေရဲ့ဆက်စပ်မှုတစ်ခုပဲဖြစ်နိုင်ပါတယ်။အိမ်အလုပ်တွေလုပ်ရသူမို့လို့တက်တက်ရှင်းရှင်းမလျှော်ဖို့နိုင်တဲ့သူမို့လို့တန်ဖိုးမထားတတ်တဲ့သူမို့လို့ဆိုတဲ့အချက်တွေဟာလည်းအကြောင်းအရာတွေအနေနဲ့ပါဝင်နေနိုင်ပေမယ့်လူတွေနဲ့ပစ္စည်းတွေရဲ့ energy transference ဖြစ်တတ်တာကိုတော့မိထားလို့မရပါဘူး။ကျမတို့တွေဟာကိုယ့်ရဲ့ပုံရိပ်ကိုကိုယ့်ပတ်ဝန်းကျင်မှာ ုံစံမျိုးစုံပြန်ပြီးမြင်ရလေးရှိပါတယ်။ကိုတုံးနေတဲ့ပစ္စည်းတွေပေါ်မှာမြင်ရတတ်တယ်။ကိုနဲ့ဆက်ဆက်နေတဲ့သူတွေအပေါ်မှာမြင်ရတတ်တယ်။ကိုနဲ့ပတ်သက်လာတဲ့အခြေအနေတွေပေါ်မှာမြင်ရတတ်တယ်။ဒါတွေဟာ reflection ပါပဲ။ဒီလို reflection မျိုးကိုမြင်ရတာဟာကိုအတွက်ပြောင်းလဲဖို့အချိန်တန်ပြီးဆိုတာကိုလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အဆင်မပြေတာတွေများနေရဲဆိုရင်သဘောပေါက်ရမှာက ဒီလိုအဆင်မပြေမှုတွေဘာဖြစ်လို့ဖြစ်နေရလဲဆိုတဲ့အဖြေကိုရှာရတော့မှာဖြစ်ပါတယ်။အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုခဏအသာထားလို့အဆင်မပြေဖြစ်နေတာတွေကဘာတွေလဲဆိုတာကို အရင်ရှာဖွေရမှာဖြစ်ပါတယ်။ကိုဘာတွေလုံမိနေတယ်လဲဆိုတာကိုစဉ်းစားရတော့မှာဖြစ်ပါတယ်။တခါတလေကြတော့ကိုကိုကိုပြောင်းလဲလိုက်ဖို့လိုအပ်နေတာမျိုးဖြစ်တတ်ပါတယ်။ကလေးတယောက်က ဘာလို့အရာရာအဆင်မပြေဖြစ်နေသလဲလို့မေးလာတဲ့အခါပထမဦးဆုံးဒေါသစိတ်ကိုလျှော့လိုက်ပါအိမ်မှာရှိတဲ့မိခင်အပေါ်မှာ ဆောင်းအောင်နေတာမျိုးမလုပ်ဘဲစိတ်ရှည်ပေးပါကောက်ကောက်မုံမုံပြောပါလို့အကြံပေးလိုက်ပါတယ်ဒီလိုပြောင်းလဲမှုတွေဟာအချိန်နဲ့အမျှတိတာလာတတ်ပါတယ်ကိုယ်စီကထွက်နေတဲ့ထုံလွှတ်နေတဲ့ဇွဲအင်လိုင်းတွေကို ပြုပြင်ရမှာပါ ကိုယ့်ရဲ့ဂျိန်နှုံးတွေနှိမ့်နေပြီး အောက်ဘက်မှာပဲရောက်နေပြီဆိုရင်အပေါ်ဘက်ကိုဘယ်လိုတက်ရမလဲဆိုတာရှာရမှာပါ။